စီစဉ်လေးရလဲအရန်ကောင်းတယ်ပေါ့ပြီးတော့လာရောက်လူရနေတဲ့အတွက်လည်းကုသရတယ်ပြီးတော့ဒီကကလေးတွေနဲ့အတူတူအဲ့လိုရုပ်ရှင်ကြည့်ကြမယ်အဲ့လိုဘဘဘဘကြည့်ကြမယ်ဆိုတော့ရန်ကုန်ကြည့်လို့ကောင်းပါပါကျွန်တော်လည်းခဏနေကြရင်အတူတူကြည့်ရတော့မှာဆိုတော့ရင်ခုန်နေပါတယ်ဟုတ်ကဲ့ဒါဒီနေ့ကသူရရအစီအစဉ်နေနဲ့ကတော့ဒါကျွန်တော်ဒီအเจ้าမှာမြို့ရမဲ့ကလေးရောက်900ရှိတယ်ပြီးတော့ကြား ကိုရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ဒါအမှတ်တရအနေနဲ့ဒါကလေးတွေနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့အရန်ပြောစရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါဒီစီဇန်လေးကလည်းအရန်ကောင်းတယ်ပေါ့ပြီးတော့ live show ရနေတဲ့အတွက်လည်းကုသရတယ်ပြီးတော့ဒီကကလေးတွေနဲ့အတူတူ အဲ့လိုရုပ်ရှင်ကြည့်ကြမယ်အဲ့လိုဘောဘောကြည့်ကြမယ်ဆိုတော့ရန်ကုန်ကြည့်လို့ကောင်းပါပါကျွန်တော်လည်းခဏနေကြရင်တူတူကြည့်ရတော့မှာဆိုတော့ရင်ခုန်နေပါတယ်ဟုတ်ကဲ့လူကလည်းဥတူတူအတတနဲ့မြို့တွေဆိုရင်တက်ကြွနေတာသူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးလက်ကောင်ကကြတော့ကျွန်တော်ကအဲ့ဒီဟိုပါပေါ့အဲ့ဒီဘုံเจ้าသားလေးပေါ့ဘုံเจ้าသားလေး အဲအဲ့လိုနှုံနေအရတယ်ပေါ့နှုံနေအရတယ်လဲခြင်းတဲ့နေရာကျရင်လဲလဲနေပြန်အောင်အဲ့လိုအဲ့လိုပြီးတော့အဲ့လိုနှုံနှုံအရတော့ဒီရွာရွာမှာကိုဆရာတင်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကတစ်ချိန်လုံးကျွန်တော်ကိုကြက်နေကြက်လို့ကြက်မှန်းလည်းမသိဘူးလေဆရာတင်တာမှားတဲ့ခါကျတော့အဲ့လိုအဲ့ဆရာတွေဒုက္ခပေးသမျှတယ်အဲ့လိုသိမ့်ခံရတဲ့ဂိုက်တာမျိုးပါပဲဟုတ်ကဲ့ဟမ်ကျွန်တော်ဆရာမလေးကိုချစ်တယ် င်းသားရိုးသားလို့ခင်ခင်မင်းမင်းဆက်ဆက်အမင်းကငါ့ကိုဒီလိုတမင်ခေါ်လာပြီးကြံ့စီရပေါ့အဟုတ်ကဲ့ဒါဒီကားလေးကပိုးကလည်းအရင်ထဲကသူကလည်း origin တွေကဆရာဝန်ကိုအဲဆရာဝန်အဲလိုကာရီတာလေးနဲ့ဆိုတော့ဒါပိုးနဲ့လည်းရမ်းလိုက်ဖက်တယ်ပေါ့နော်အဲဒီကားလေးမှဆိုလို့ရှိရင်လေဟိုကျွန်တော်တို့လိုအတွဲညီညီလေးတိုးဆောင်ထားတယ်ဟိုပုံရင်တည်းရဲ့ဒါလိုဝတ်တာလေးအကုန်လုံးပြပြတယ်နောက်ကိုယ်တည်းရိုက်ချက်တွေနဲ့ဆိုလို့ရှိရင်ဟိုအရန်ဟို ကောင်းတဲ့ကာလကပေါ့။ဒါမဲ့24ရက်နေ့ဆိုလို့ရှိရင်ဒါကြုံတင်ပြသတော့မှာဖြစ်ပါတယ်။အဲ့ဒီအတွက်အားပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ခင်ဗျာ။